မင်္ဂလာပါ Football Preview Channel အနေနဲ့ပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒါဒီနေ့ကတော့ဗုဒ္ဓဘုနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်တော့ကစားမဲ့ထိတန်းနေ့ပြိုင်ပွဲကပွဲစဉ်တွေတော့မရှိဘူးပေါ့နော်။အဲ့တော့တခြားပြိုင်ပွဲတွေရာပွဲစဉ်တွေကိုကျွန်တော်ဒီရွေးချယ်ပြီးတော့တုံ့တက်ပေးမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒါဒီနေ့တုံ့တက်ပေးပေးမဲ့ပွဲစဉ်တစ်ပွဲရာကြတော့ဒါဒီမနေ့ပြန်မနေ့အစောပိုင်းမနေ့9နိုင်ပွဲမှာကစားမဲ့ကွန်ကာကပ်ဇုံ semi final ပွဲစဉ်တစ်ပွဲပေါ့နော်။အဲ့တစ်ပွဲကိုညကြိုတင်ပြီးတော့တုံ့တက်ပေးမှာဖြစ်တယ်ပေါ့နော်။ အဲ့တော့ဒါဒီနေ့ပွဲစဉ်ကိုကြိုပြီးတော့မသုံးသက်ပေးခင်မှာဆိုလို့ရှိရင်တခြားသောလီပြိုင်ဝဲတွေကပွဲစဉ်တွေရဲ့အသုံးသချက်တွေတစ်တွေကိုဆိုလို့ရှိရင်လည်းဒါကျွန်တော်ရဲ့ Telegram Channel မှာတင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် Telegram Channel ကို join ကျင်နေဆိုလို့ရှိရင်ဒါဒီဗီဒီယိုအောက်က comment မှာ Telegram Channel link ကို pin comment အနေနဲ့ထားပေးတာပေါ့နော်ဝင်ပြီးတော့ join ထားလို့ရတယ်ပေါ့ဟုတ်ပြီအဲ့တော့ဒါဒီသုံးသုံးသက်ပေးမယ်ဒီနေ့အတွက်သုံးသက်ပေးမယ်ပွဲစဉ်တစ်ပွဲရတော့ဒါမနေ့ပြန်မနေ့အစောပိုင်းမနေ့9နိုင်ခွဲမှာကစားမဲ့ USA နဲ့ဒါ Guatemala အသင်းတို့ရဲ့ပွဲစဉ်ပေါ့နော် ဲ့တော့အဲ့ဒီပွဲစဉ်လက်ရှိပေါင်းကြည့်ကိုကျွန်တော်ပြန်ကြည့်ရင် USA အတင်းကနှစ်ဂိုးသွင်း95ပြန်ရမယ်ပြီးတော့၉ပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ဂိုးသွင်းပြ60ရမယ်ပေါ့နော်အဲ့တော့ဒါဒီပြိုင်ပွဲကကွန်ကက်ဇုံပေါ့နော်ကွန်ကက်ဇုံပြိုင်ကိုကက်ပြိုင်ပွဲဒါပြောမယ်ဆိုလို့ရှိရင်ဒီပြိုင်ပွဲရဲ့လက်ရှိမှာဆိုလို့ရှိရင် semi final ထိရောက်ရှိလာခဲ့ပြီဖြစ်တယ်ပေါ့နော်ပြီးတော့ဒီပြိုင်ပွဲမှာဆိုလို့ရှိရင်ဒါဒီပြိုင်ပွဲရဲ့အဆင့်တန်းကပြောမယ်ဆိုလို့ရှိရင် Copa America Euro အစရှိတဲ့သူတို့ရဲ့တက်ဆိုင်ရာ တိုက်တွေတိုက်တွေအတွင်းမှာဆိုလို့ရှိရင်တော့ဒီပြိုင်ပွဲအကြီးဆုံးပြိုင်ပွဲတစ်ပွဲဖြစ်တယ်ဗောနော်ဒါဒီကာရီဘီယံပြီးတော့မြောက်အမေရိကနဲ့အမေရိကအလယ်အပိုင်းခြားမှာရှိတဲ့နိုင်ငံအသင်းတွေကဒါဒီပြိုင်ပွဲကိုဝင်ပြီးတော့ရှင်ပြန်ကစားကြတာဖြစ်တယ်ဗောနော်အဲ့တော့ဒါ USA အသင်းကိုကျွန်တော်ပြန်ကြည့်ရင်တို့ကလက်ရှိကမ္ဘာအဆင့်16မှာရှိနေပြီးတော့လက်ရှိကွန်ကာကပ်ကိုကပ်ပြိုင်ပွဲကိုပြိုင်ပွဲရဲ့ semi final ကိုဆိုလို့ရှိရင်သူက 73ချိန်အထိဇာတ်တိုက်တက်ရောက်ကစားဝင်ရခဲ့ရပေါ့နော်ပြီးတော့သူတို့အသင်းကလည်းဒီပြိုင်ပွဲမှာဆိုလို့ရှိရင် ချန်ပီယံ9ချိန်အထိဖြစ်ခဲ့ဖို့လေပေါ့နော်တစ်ဖက်ကကွာလီမာလည်းအသင်းကိုကျွန်တော်ပြန်ကြည့်ရင်တော့ကမ္ဘာအဆင့်106မှာရှိရဲ့ ဒါ1996နောက်ပိုင်းမှာပထမဆုံးအကြိမ်ဖြစ်ဒီပြိုင်ပွဲရဲ့ semi-final ကိုသူတို့အနေနဲ့တက်လန်းလာနိုင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလက်ရှိဒီ American လက်ယူစင်အသင်းကိုအကင်တွင်နေတဲ့နီးပြားကဒီဥရောပမှာဆိုလို့ရှိရင်အတွေ့အကြုံတွေများစွာရှိတဲ့နီးပြားတဦးဖြစ်တဲ့ပိုချက်တီနိုကအကင်တွင်နေတယ်ပေါ့နော်ပြီးတော့သူကိုယ်တိုင်ကလည်းဒီပွဲစဉ်ကသူ့အတွက်လေကူ တဲ့ပွဲစဉ်တွေဖြစ်လာလိမ့်မှာမဟုတ်ဘူးဆိုတော့သူကောင်းကောင်းသိရပါတော့။တစ်ဖက်ကဂေါ်ဒီမာလာအတင်းကကျတော့ပြောမယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာကစားပုံကသူတို့အတင်းရဲ့ကစားပုံကတော်တော်လေးကိုတိုးတက်လာခဲ့တယ်။ပြီးတော့လက်ရှိမှာလည်းသူတို့1996နောက်ပိုင်းပထမဆုံးအချိန်ပြည့်အသင်းရဲ့သမိုင်းအသစ်ဖြစ်လက်ရှိမှာသူတို့ semi-final final အထိသူတို့ရောက်ခဲ့ပြီပေါ့နော်အဲ့တော့ဒါပြောမှဆိုလို့ရှင်သူတို့ရဲ့နောက်ထပ်သမိုင်းတည်ရေးထိုးနိုင်ဖို့အတွက်ဆိုလို့ရှင်သူတို့ ဒါအမေရိကန်ကိုကြုံပြီးတော့ final ကိုမှ ကစားရအောင်တို့ချင်းဒီပေါ့ကြိုးစားလာမှာပဲဖြစ်တယ်ဗောနော်အဲ့တော့ဒါဒီနေ့တင်းရဲ့ဒါထိတ်တက်တွေးဆမှုကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်အမေရိကန်လက်ပြီးစဉ်အတင်းက16ကြိမ်ဒီနိုင်ခဲ့ဘူးလေတစ်ဖက်ကဂွာဒီမာလာအတင်းကတော့6ကြိမ်ပဲနိုင်တယ်ဗောနော်ဒီနေ့တင်းကဒါနောက်ဆုံးထိတ်တက်တွေးဆခဲ့တဲ့အချိန်ကိုကျွန်တော်ပြန်ကြည့်2016တုန်းကအဲတော့တွေ့ခဲ့ဘူးလေအဲတော့ကျွန်တော် USA အတင်းက၄ကိုပြန်တဲ့ဒီဂွာဒီမာလာအတင်းကိုနိုင်ခဲ့ဘူးလေဗောနော်အဲ့တော့ဒါဂွာဒီမာလာအတင်းက ဒါပြီးခဲ့တဲ့ quarter final နဲ့အဆင့်မှာဆိုလို့ရှိရင်သူကနေဒါအတင်းနဲ့တွေ့ခဲ့ရပေါ့နော်ဒါမိနစ်60အတွင်းမှာသူ1-1နဲ့ကစားနိုင်ခဲ့တယ် penalty အဆုံးဖြစ်တဲ့သူ semi final ကိုတလန်းလာနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒါဒီဒီချိန်မှာလည်း Guatemala အနေနဲ့ကျင်းဒီပေါ့ USA ကိုသူအနိုင်ယူဆိုတော့သူ့အတွက်တော်တော်လေးခက်ခဲမှာဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့တို့ကတာမန်ပွဲကစားချိန်အတွင်းမှာမရှုံးအောင်ကစားမယ်ပြီးတော့ penalty အဆုံးဖြစ်ရောက်မှလာသူ USA ကိုအနိုင်ရဖို့ကြိုးစားလာနေတယ်ဗောနော်ဒီ USA အသင်းအနေနဲ့ကကျတော့လေတာမန်ပွဲစားပွဲကစားခြင်းအတွင်းမှာကွာဒီမာလာအသင်းကိုအနိုင်ရဖို့ကြိုးပြီးတော့ပြင်ဆင်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်ဒါပြောမယ်ဆိုလို့ရှင်ပနတီအဆုံးဖြတ်ဒီရောက်ခဲ့ပြီဆိုလို့ရှင်အသင်းသားကနောက်တစ်ဆင့်တက်ဖို့အတွက်ဆိုလို့ရှင်အခွင့်အရေးတွေ50 50စီကိုစီရှိသွားမှာဖြစ်တဲ့အတွက်ကြောင့်တာမန်ပွဲကစားခြင်းအတွင်းမှာဆိုလို့ရှင်အမေရိကန်ကဒါပြောမယ်ဆိုလို့ရှင်တစ်ဖက်ကကွာဒီမာလာအသင်းတက်ပို့ပြီးတော့တာလွန်တယ်ဗောနော်အဲ့တော့ပြောမယ်ဆိုလို့ရှင်ဒီတာမန်ပွဲကစားခြင်းအတွင်းတော့သူတို့ရဲ့အသာရောက်မှုကို အကောင်းဆုံးအသုံးချပြီးတော့သူအနိုင်ကစားမှာပဲအဲ့တော့တိုက်စစ်ဖွင့်ပြီးတော့သူတို့ကိုးရဖို့ကြိုးစားလာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနှစ်သင်းရဲ့ USA နဲ့ Guatemala တို့ရဲ့နောက်ဆုံးထိတဲ့တိဆိုရင်၅ချိန်ကိုကျွန်တော်ပြန်ကြည့်ရင်၄ချိန်ကဒါနှစ်သင်းပေါင်းသင်းကိုးတွေ၃ကိုးအထိရှိခဲ့တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်လေဒီ Guatemala အသင်းရဲ့အနေနဲ့ကကျတော့ low blow နဲ့ ပွဲကိုပိတ်ပြီးတော့ကစားလာမှာပဲဖြစ်တယ်ဘောနော်သူတို့ရဲ့ခံစည်းကိုတေချာပြင်ဆင်လာမှာဖြစ်တယ်ဒါပေမဲ့လို့သူတို့ကစားခဲ့တဲ့အုပ်စုတွင်၃ပွဲနဲ့ quarter final တစ်ပွဲပါဝင်နောက်ဆုံး၄ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်၃ပွဲတိတိကကွာဒီမာလာက၉ပေါက်တွေ့ခဲ့တာကိုတွေ့ရပါဘောနော်အဲ့တော့ဒီပွဲမှာလည်းဒါ USA ဘက်ကိုသူ့အနေနဲ့တံပြန်တိုက်စစ်တွေအားနဲ့ဂိုးတွေရနိုင်ကြည် ခြံရှိအောင်တွေ့ရပေါ့နော်ဒီတစ်ဖက်က USA ကကျတော့ဒါအများကြီးပြောစရာတော့မရှိဘူးသူတို့ကအတင်းကြီးတင်းနေဖြစ်တယ်ပြီးတော့သူတို့ရဲ့တိုက်စစ်မှာဆိုလို့ရှိရင်လည်း၉ရောင်းအတွင်းတက်တဲ့တွင်းနိုင်တဲ့ player တွေအများကြီးရှိအောင်တွေ့ရလိမ့်မယ်အဲ့တော့ဒီဘွဲကတော့ semi final တဘွဲဖြစ်တယ်ဆိုပေမဲ့လို့တာမန်ဘွဲစားဘွဲကစားချိန်အတွင်းမှာအပြန်အလှန်တွေ့ဖို့ရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ကိုပေါင်းကြီးရ၃ခုတွင်ဖြား60ရမယ်ကြီးတခုမှာတော့ကျွန်တော်ဒီဘွယ်နှစ်သိန်းပေါင်းသိန်းခုလေးကိုညင်ကျင်နေပါတော့ရေထွက်ကြည့်နေပါတော့အဲ့တော့ဒီဘွယ်အတွက်ဆိုလို့ရှင်ကျွန်တော်တော့ဒီ goal ball တခုလေးပဲဒါဒီဒီနေ့အတွက် 路线，你知道？有几台飞机吗？